အာရခတတော်ထိန်းချုပ်ထားတဲ့တန်ရွဲမြို့နယ်အတွင်မှာစစ်ကောင်စီနဲ့ဆက်ဆက်ခဲ့တဲ့ဟိုတယ်နဲ့ယာချီတဲ့ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုအာရခတတော်ကဂျိတ်ပိတ်သိမ်းဆည်းထားတာတွေရှိနေတယ်လို့တန်ရွဲမြို့ကံတွေကပြောပါတယ်။အာရခတတော်ဟာရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်အဖြစ်နဲ့တင်ဆွဲသွားမယ်လို့ထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်းမှာ တို့ထိန်းချုပ်ထားတဲ့မြို့တွေထဲမှာဇတိုက်ဆိုသလိုဂျိတ်ပိတ်သိမ်းဆဲတာတွေကိုလှုပ်ဆောင်လာနေကြလဲဖြစ်ပါတယ်။တန်ရွမ်းမြို့နယ်အတွင်းမှာအာရခတတော်ကဂျိတ်ပိတ်သိမ်းဆဲခံရသူတွေရဲ့နေအိမ်ကတော့စစ်ကောင်စီရဲ့ခရိုင်စီမံအဖွဲ့ဝင်တဦးဖြစ်တဲ့ဥလာဟန်နေအိမ်အငိမ့်စားတုဘုံမူကြီးထွန်းအောင်သာနေအိမ်ဘုံမူကြီးတန်းထွန်ဝင်းနေအိမ်ရတနာလန်းကဆရာဝန်ဦးညီလေးနေအိမ်အန်တော်ကွက်တက်ကမြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌဘိုးကြီးတာလာအောင်ငိမ့်နေအိမ်နဲ့ ကင်းမော်ကကြောင်းစီယာမှာဒေါ်ဝင်းဝင်းရွှေနေအပါဝင်ရာနဲ့ချီတဲ့အိမ်တွေကိုအရခတတော်ကဂျိတ်ပိတ်သိမ်းစလိုက်တာဖြစ်တယ်လို့တန်တွဲမျိုးခန့်တူကဆိုပါတယ်။ဒါအပြင်ငပလီကန်းခြေတစ်လျှောက်မှာရှိတဲ့ဥကောင်းဆန်ပိုင်ဆိုင်တဲ့ကျင်ငါးပွင့်အဆင့်ရှိတဲ့စပယ်ဖြူငပလီဟိုတယ်အပါအဝင်ဘီလီယံနာတရေတွေဖြစ်တဲ့ဥတေစာဥချစ်ခိုင်ဥအောင်မျိုးတင် AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဥဝင်းအောင် ်ဦးမြဟန်တို့ပိုင်ဆိုင်တဲ့ဟိုတယ်အပါအဝင်ဟိုတယ်တော်များများကိုလည်းအာရောခတတော်ကဂျိတ်ပိတ်တင်ဆက်ထားတာလည်းရှိနေတယ်လို့အဲ့ဒီတန်တွဲမြို့ခံကပြောပါရယ်ဟိုတယ်တွေတင်ခံမှုကိုတော့တန်တွဲဒေသခံတို့အနေနဲ့အာရောခတတော်ရဲ့လောက်ရက်ကိုထောက်ခံမှုရှိပေမဲ့လက်ရှိဝန်ထမ်းတွေတကတချို့ပညာရေးဝန်ထမ်းနေအိမ်တွေကိုဂျိတ်ပိတ်တင်ဆက်မှုတွေဟာမလုတ်တဲ့နဲ့လွဲမှားမှုတွေရှိနေပြီးဒီအတွက်အာရောခတတော်အကြီးပိုင်းအနေနဲ့ဒီဂျိတ်ပိတ်တင်ဆက်မှုတွေကိုတော့ပြန်လည်သုံးသပ်ဖို့လိုအပ်တာတွေရှိနေတယ်လို့နေအိမ်ဂျိတ်ပိတ်တင်ဆက်ခံရတဲ့အထက်မှာပါဝင်သွားတဲ့ပညာရေးဝန်ထမ်းတို့ကတော ောင်းဆိုပါတယ်။ဒါအပြင်တောက်ကုန်းမြို့နယ်အတွင်းကလူသိများတဲ့ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တောင်နေအပါအဝင်ဦးကျောက်တောင်နဲ့ဆက်စပ်တဲ့သူတွေဖြစ်ကြတဲ့နေအိမ်30လုံးကိုလည်းအာရခတတော်ကဂျိတ်ပိတ်သိမ်းဆည်းထားလို့ရှိနေတယ်လို့ဘူးဒီတောင်နဲ့မောင်တော်မြို့နယ်တွေမှာလည်းအာရခတတော်ကနေအိမ်60ထက်မနည်းကိုဂျိတ်ပိတ်သိမ်းဆည်းထားတွေလည်းရှိနေတယ်လို့သိရပါတယ်။အခုလိုနေအိမ်တွေကိုဂျိတ်ပိတ်သိမ်းဆည်းနေမှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အာရခတတော်ကတော့တစုံတရာထုတ်ပြန်ပြောဆိုထားတာတွေမရှိသေးတယ်လို့အာရခတတော်ပြောခွင့်ရဥက္ကဋ္ဌကို CNA ကဆက်သွယ်မိ မြင်ထားပေမဲ့တစုံတရာပြန်လည်ဖြည့်ချားပေးတာတော့မရှိသေးပါဘူးခင်ဗျာ။